ကုကျော်ဘူးရဲ့မိခွန်းကတော့ဒီအင်တာဗျူးတစ်ခုမှာတွေ့ရပါတယ်ဖေဖေ။အလူငယ်တွေကဒီတတတန်ကုန်တော်မသိ၅ဘာဒီလာတော်မသိဖရာမရှိခိုးစသည့်ပုံစံမျိုးဖြစ်အောင်ဇက်ကွက်ဖန်တီးထားတာကိုတွေ့ရပါတယ်ဖရာရဲ့ယနေ့မြန်မာနိုင်ငံဆင်းရဲဒုက္ခဖြစ်နေရတာကလူငယ်တွေကြောင့်မဟုတ်ဘူးဆိုတာတေချာပါတယ်ဖရာရဲ့ဒါကြောင့်လူငယ်တွေဘာသာရေးအားနည်းနေတယ်လို့ကဲ့ရဲ့မှုအပေါ်မှာလုံးဝလက်မခံနိုင်ပါဘူးဖရာရဲ့ ယနေ့မြန်မာနိုင်ငံဟာလူငယ်တွေဘာသာရေးအားနည်းနေတာလားလူကြီးတွေကဒီဓမ္မနဲ့မနေကြတာလားကိုဖြေကြပြီးတော့မူပါဗျာတဲ့အဲ့ဒါလေးကိုရှင်းထားပါလေဗျာဟုတ်ကဲ့ပါကျော်စင်မင်းကြီးကျေးဇူးအများကြီးတင်ပါတယ်အခုဒါဦးဇင်းတို့လည်းတွေ့ပါတယ်ပေါ့နော်လူငယ်လေးတွေလိုက်မေးပြီးတော့ဒီပေါ်မှာရဲ့အပြန်အလှန်ပြောကြဆိုကြဆိုတာတွေဖြစ်လာတာတွေ့ရပါတယ်အဲ့တော့ဦးဇင်းတို့ရဲ့ ိုင်းပြည်မှာပေါ့နော်အခုတချို့တချို့ကြီးဆိုရင်အော်ဘ누구ကတော့မေတ္တာတုပ်ကိုရတယ်နော်အာဘယ်ကလေးကတော့ပဋ္ဌာန်းနေရတယ်နော်ဘယ်ရကတော့ဗာရတယ်ကြီးဆိုရင်အော်လက်ခုလက်ဝါးတီးပြီးတော့ဒါအကြီးကျူးကြတာနမတိဆံကဦးဇင်းတို့ဟာဗာအရေးကြီးတာလေကြီးဆိုတော့ကိုချင်းတိတ်ခါတွေအရေးကြီးတာနော်ကိုချင်းတိတ်ခါတွေကအရေးကြီးဆုံးသောအရာတွေပါအဲ့တော့ဦးဇင်းတို့က နိုင်ငံကတော့မြင်ရတဲ့အတိုင်းပဲဒီကိုချင်းဒိဋ္ဌာတွေကခေါင်းလျက်ဆက်ပြီးမုံမလုံးပြီးတော့ပြက်စီးကုန်ပြက်တဲ့ရေးဆိုတော့အကုန်လုံးပြက်ကုန်ကြတာပေါ့အဲ့တော့ဝိဇင်းတို့ကဖျားစာတွေတော့အများကြီးရတယ်နော်အခုဒီပိပိတကတရာတွေကတိလက္ခဏာပြီးဝန်တာဟေးဆိုရင်ဒါပိရကသုံးပုံဆောင်ပဲဒါပေမဲ့ကိုချင်းဒိဋ္ဌာကြတော့ကောင်းလားဆိုကောင်းမှမကောင်းလားနော်လူလိမ်မဲဥစ္စာဘာလို့ပိရကသုံးပုံဆောင်နိုင်လူကောင်းမှမဟုတ်တာဘုရားအောင်ဆန်းမပြောတဲ့ မရေးထားတဲ့49စီမြင်မှာ59စာလုံးကိုအဖေကလက်နဲ့ရေးရေးတမိဖြစ်တဲ့လူကခြေနဲ့ဖြတ်တယ်ဆိုပြီးတော့ပုတ်ခတ်ပြီးတော့ပြောတာနော်တိပိတကတရတပားလို့ပြောပြီးတော့လူလိန်ဖြစ်တာဟာဘလို့လို့ပြီးကောင်းပါတော့ဒါပြိတကသုံးပုံရတိုင်းလူကောင်းဖြစ်တဲ့ကိစ္စမှာမဟုတ်တာအဲတော့စာရင်များများယွတ်နိုင်နေဟေ့ဆိုတိုင်းဦးစင်းတို့ကလူကောင်းစင်းသွင်းလို့မှမရအဲတော့ခုနကပြောခဲ့တဲ့ယနေ့ဦးရပ်နိုင်ငံနေမှာဘာမတီလာသူတို့မယွတ်ပြန်တတ်ပါဘူးအရိဏဌာနမယွတ်ဆိုပါဘူး ဒါပေမဲ့တို့အရိဏဒါနမခိုးရဘူးနော်မခိုးရညမနိုင်ငံမှာအရိဏဒါနဝေရမီဒိက္ခပဒံတမာရိယာမီရကြတာပဲရနေတဲ့သူတွေကိုယ်တိုင်ကခိုးနေတာမင်းအောင်နိုင်မေးကြီးအရိဏဒါနဝေရမီဒိက္ခပဒံတမာရိယာမီပွတ်နာပေါ့ဘုန်းကြီးတွေခြေတိုင်းရောက်တိုင်းမှာစိုးနေတာငါးပါတိလမေးကြီးမင်းအောင်နိုင်ရတာပေါ့ဒါပေမဲ့မေးကြည့်လိုက်လေတိုင်းပြည်ရဲ့အာဏာအရေးကြီးဆုံးအရာကြီးကိုခိုးပြလိုက်နော်သူသားရေးဆိုရင် ဖိုက်ပြီးလေငါးပြီးလေ တတိုင်းပြည်လုံးရဲ့တင်ရဇာတ်တွေအကုန်လုံးခိုးပလိုက်အဘမရုံးကဲနော်ဘလို့လို့ပြီးကောင်းမလဲသူရတာဗောအရိဏဒါနာနော်ရွတ်တာရွတ်တယ်လीကျင့်မှမကျင့်တာဟာအဋ္ဌိပဲရှိမှာတော့ပြီးတော့ခေါင်းကပြောခဲ့တယ်နော်သူရမေရာယသူစိုးနေတာဗောဒါပေမဲ့အိမ်ငူးရည်ဇေဝါတွေသူတို့ပဲရောင်းဝယ်ဖောက်ခဲ့ကြကြတာပဲလीအဲ့ဒီခရိုနီတွေခရိုနတ်တွေမှုတာဝါရတော့ပြောမနေနဲ့တော့လीအကြီးကျိုးတောက်နေတာလीအာနာမသိငင်ကသူကိုယ်တိုင်က အင်တာဗျူးတွေထဲမှာအာကျွန်တော်က60ပြည့်ရင်ပင်စီယူမှာပါတို့အပြည်သူရွေးချယ်တဲ့သူကပဲအုပ်ချုပ်ရမှာပါတို့သူပြောခဲ့တာပဲဒါမင်းမျက်နှာပြောင်တိုက်ပြီးတော့မှုဒါဝါဒအရေးကြိုတော့ပြီးတော့ယနေ့အာနန္ဒိန်းတာပဲလေအမှန်လေမှုဒါဝါဒဝေဒမနိတိကပ္ပဏ္ဍမာရိယာမိပါဏာရိပါဒဝေဒမနိတိကပ္ပဏ္ဍမာရိယာလေကြီးအောင်လေကိုကပြည်သူလူထုရဲ့အတဝိဉ္စီတင်ကိုကောက်ဝဲဆောင်ချောက်ရမယ်အခုနှီးရင်တိုင်းလေရင်တိုင်းနဲ့ဘုံကျဲခံပြီးပြည်သူတွေသေးနေတာ တန်ဃာတွေတင်းနေတာဘာတိုင်းကောင်းဆောင်တွေတင်းနေတာဘူးတက်နာလဲမင်းအောင်နိုင်တက်နေတာပါဏာတိပါဒဝေရမီတိကကံတမာရိယာမိလို့ဆိုတဲ့မင်းအောင်နိုင်ရန်တက်နေကာမေတုမိစ္ဆာစာရဆိုတာလဲကြည်အောင်အယူတော်မချမ်းဘူးစိတ်မနှံ့နာတော်မှပဲမရင်းနေကျင့်နေကြရလေသူတို့စစ်တဲ့ကြီးကမရင်းတက်မတော်ဖြစ်နေတာပြေပြောစမ်းမအောင်ဘယ်ဝုံးစာကိုပြန်လွတ်တော့ငါးပါးတိလာတယ်မှာဦးနှင်းကိုပြောကြတတ်မအောင်ကဲဘယ်ဟာလွတ်ဘုန်းကြီးတွေလည်းငါးပါးတိလာရတာပေါ့ဗျာ နော်ပလိင်းပေါ်မှာတက်လာသူများတိုင်ပေးလိုက်သေးတာသူတာမေရရမစ္ဆကန္တဒါနဝေဒမြေတိကောင်တမာရီရမြည်တယ်ညာကသူကမှောက်လာတာအရက်တွေတောက်လာတာနော်အချို့အရက်နဲ့ပြန်လုံတော့မူတာဒါဦးစင်းတို့ကအများကြီးတွေ့နေတဲ့ကိစ္စမင်းကြီးနဲ့တပါးစီဦးစင်းတို့ကစင်းရဲနဲ့တကွာထုတ်ပြမယ်နော်အရက်နဲ့ပြန်လုံတော့မူတာဒီအများကြီးဥစ္စာအဲသူမရဘူးလားရတာပေါ့အဲ့တော့ကိုကြက်တရရှိတယ်လို့ပြောလို့ရမလားအဲ့ဒီဘုန်းကြီးအာရိနာဒါနဝေဒမြေတိကောင်တမာရီရမြည်တိုင်ပေးတာပဲသူကိုယ်တိုင်က ပြီးလည်းပြီးတော့တကိုးနဲ့ပေါင်းစားတယ်တကိုးလက်ခံတကိုးကလူတွေကားကြီးတွေ36ချောင်းဖြီးပြီးတော့လူခံနာတယ်ကြောင်းကြီးတွေလူခံနာတယ်တိတိုင်းကြီးဘယ်လိုလုပ်ပြီးတကိုးကင်းမှာတော့ခုမှယထာဝရီတထာဂရီနော်အပြောနဲ့အကျင့်အကျင့်နဲ့ပြောတထက်သေးကြတယ်ကိုချင်းတိတ်ခါအုပ်လို့သွားတယ်မြမပြီးကတော့ဖနက်တောင်မှစိတ်မချရတဲ့အတိုင်းပြီဆိုရှက်စရာကောင်းလိုက်တာနောက်ဆုံးဖုံကြီးနေကြတဲ့မှာတော့ဖနက်ပြောက်တယ်ပိုးတော့ရှက်စရာကောင်းနေတယ်ဝိဇ္ဇဉ်တို့ပြန်လုံတော်မူရတဲ့မြတ်ဆက်ကြဥလက္ခဏာ ခုစိတ်ကိန်းတာကြောင့်မဖဏက်ပြောက်လို့တရားဟောတာအွန်လိုင်းမှာမှတက်လာတာအလုံးလေးကြားကြမှာနော်နောက်တစ်ခါဖဏက်မပြောက်အောင်အလုံးအစုခွဲပြီးတော့ဟောင်းနှင်းဖြစ်ပါနောက်တစ်ခါသူဖဏက်တွေလည်းအများကြီးဝယ်လာပါမယ်ဟေ့ဆိုတယ်ဖဏက်ပြောက်နေတဲ့ကိစ္စဦးဇင်းတို့ကိုယ်တိုင်လည်းဖဏက်တွေပြောက်ခူးတာပဲဒါကြီးကောင်းတဲ့ကိစ္စမှမဟုတ်တာအဲ့တော့ကိုချင်းတိတ်ခါကိုချင်းတရားတွေအင်မတန်ပျက်စီးနေကြပြီဒီဥစ္စာတွေကိုပြင်ဖို့ကိုစနစ်တကျမကြိုးစားဘဲနဲ့နော်နိုင်ငံရေးစနစ်အမှားနိုင်ငံရေးစနစ်အမှားရဲ့အောက်မှာပညာရေးမှားဇီဝရေးတွေမှား ခုနပြောတဲ့ဘုံကြီးတွေဒီလိုမသိဘူးဟေ့ဆိုဘလူတွေတောင်းဝင်ရှိလေဘုံကြီးတွေပေါ့သူတို့ကလည်းစံပြမကျင့်မင်းနဲ့ online ပေါ်မှာတက်ကြည့်ပါလားနော်တိတော့ဆော့ဒွန့်နေတာနဲ့နန့်နေတာနဲ့ခုံနေတာနဲ့တော့ကြဖုဘလော့ကလုံနေတာနဲ့နော်ခယူစားပြတာနဲ့ကော်ဖီကြော်ညာတာနဲ့ဒီလိုဘုံကြီးတွေကညာနေတဲ့အချောင်သမားတွေညာနေတော့ဘလုံးလုံးပြီးတော့လူတွေမှာဘာတွေသွားဟောင်းနေဖြစ်မှာတော့ဒါကြောင့်မလို့ဦးဇင်းတို့ပြောကျင်တာအရာကဘာလဲဟေ့ဆိုတော့တကယ် ကြည့်ရမယ်တရားကအရေးပိုကြီးပါတယ်နော်ရွတ်နေပြီးတော့မသိရင်လည်းဘာမှအဓိပ္ပာယ်မရှိပါတစ်လုံးသိရင်တစ်လုံးကြည့်ရမယ်ဒါတွေကိုလေးလေးနက်နက်နဲ့ကြည်ညင်းသိချင်းနေတထက်တည်းကြတာကိုယထာဝါရီတထကာရီဒီလိုမျိုးပြောတာပါအပြောနဲ့အကျင့်အကျင့်နဲ့အပြောတထက်တည်းကြမှာတထက်တည်းမကြရင်လူလိမ်ဖြစ်ပါတယ်အခုကတော့ရွတ်တာတွေကတော့များတယ်မေတ္တာတုံအကုန်ရတယ်အဲ့မေတ္တာတုံတွေကဘယ်နှလုံးကျင့်လဲတစ်လုံးမှမကျင့်38ပြမင်္ဂလာတရားအကုန်ရတယ်ဘယ်နှပါးကျင့်လဲတစ်ပါးကျင့် နော်တိမ်ကလောက်ဝါရတုတ်အကုန်အလွတ်ရတယ်ဘဏ္ဍဘာကျင့်လေဘာကျင့်အပြစ်ဒဏ်အဲ့ဒါပဲမြန်မာပြည်ကရရင်တော့လခုတ်တွေတီးနေနော်ဓမ္မဆက်ကြအလွတ်ရတဲ့လူတွေနေတာမှမဟုတ်တာဓမ္မဆက်ကြဘာအတိတုံဘယ်ဟာကျင့်လို့ဘယ်ဟာကျင့်အဲ့တော့ဆရာအောင်သိန်းပြောခဲ့တယ်လို့ပဲမြန်မာပြည်ကဆရာအောင်သိန်းကဘုန်းကြီးကျောင်းမှာတွားပြီးတော့စာပေဟောပြောပွဲပြောတော့ဘာပြောတော့ဘုန်းကြီးတွေရှင်ပြားများဟာတဲ့အယုတ်ကြီးပဲဟေ့ဆိုတော့30ရာ5ကျက်ဈေးပေါ်တာဗောဗျာအဲ့တော့တကယ်အကျင့်ဖြစ်တဲ့ အနှစ်အသားလေးတွေလည်းပဲနှလုံးသားမှာကိုယ်ကိုယ်တိုင်စံပြကြင့်ပြီးလူတွေကြားတဲ့လည်းပဲပြန်အောင် လုပ်ကြပါဦးအဲတော့အယွတ်နဲ့ပဲကျင်းတဲ့နေကြတော့30တန်း5ချက်ပေါ့ဗျာသူတို့သူတို့ခစ်အချိန်ကတော့အခုကတော့5ချက်ဆိုတဲ့ခစ်ကလည်းမရှိတော့ပါဘူးနော်အဲတော့30တန်း5ချက်ဈေးပေါ်တဲ့အစ်မနီကုန်းချုပ်ပြီးအဲ့ဒါနဲ့ပဲမနေကြပါနဲ့လို့ပဲပြကြပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်